သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရုရှားသမ္မတပူတင်ကတဲခင်းနဲ့ရင်းမြစ်နီအောင်ပွဲ20ပြည့်ဂုံပြူကပွဲနဲ့ညစာစပွဲမှာ မင်းအောင်လိုင်းကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တဒန်းနဲ့မထိုင်ခိုင်းပဲနောက်တန်းမှာပဲနေရာချထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားသမ္မတပူတင်ကတဲခင်းနဲ့ယင်းမီနီအောင်ပွဲ280ပြည့်ဂုံပြူကပွဲနဲ့ညစာစာပွဲမှာမင်းအောင်လိုင်းကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တဒန်းနဲ့မထိုင်ခိုင်းပဲနောက်တန်းမှာပဲနေရာချထားကြောင်းရုရှားအစိုးရနဲ့စစ်ကောင်စီကထုတ်ပြန်တဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းများအရသိရှိရပါတယ်။ယမန်နေ့မေလ10ရက်နေ့ညပိုင်း ရုရှားသမ္မတပူတင်ကရုရှားနိုင်ငံကိုရောက်ရှိလာတဲ့တရုတ်သမ္မတရှီကျင့်ဖင်အပါအဝင်နိုင်ငံခေါင်းဆောင်များကိုဂုဏ်ပြုညစာစားပွဲနဲ့ကာပွဲကိုဖိတ်ခေါ်ခဲ့ပြီးအဲဒီကာပွဲမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုအခြားနိုင်ငံများမှခေါင်းဆောင်များနဲ့အတူနောက်တန်းမှာပဲနေရာချထားတာကိုတွေ့ရှိရပါတယ်။ယမန်နေ့ညဂုဏ်ပြုညစာစားပွဲနဲ့ကာပွဲကျင်းပရာ အန်ဒရီစကီခမ်းမာထဲမှာတရုတ်သမ္မတရှီကျင်းဖြင့်နဲ့ရုရှားသမ္မတပူတင်တို့ကရှေ့ဆုံးအတန်းမှာတံတန်းနဲ့ထိုင်ခဲ့ကြပြီးနောက်ဖက်ကျတဲ့ထိုင်ကုန်တန်းလေးမှာတော့မင်းအွန်လိုင်းနဲ့အခြားနိုင်ငံငယ်များမှခေါင်းဆောင်များကိုနေရာချထားပေးခဲ့တာကိုမြင်တွေ့ရပါတယ်။ယနေ့မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့မှာ1943မှ1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ20ပြည့်ချီတက်ပွဲပြုလုပ်မှာဖြစ်ပြီးမြန်မာစစ်တပ်ကလည်းပါဝင်ချီတက်မှာဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယကမြန်မာဘက်ကြော်ပြီးနေဆက်ခြံစည်းရိုးကာယံနေမှုကိုတမူ PDF ကတားမြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယကမြန်မာနိုင်ငံပိုင်နဲ့အတွင်ဝင်ပြီးခြံစည်းရိုးကာယံနေမှုကိုတမူမျိုးမှပြည်သူကာကွယ်ရေးတပ်များကကန့်ကွက်တားမြစ်ထားပေမဲ့ဆက်လက်ကာယံနေတဲ့အတွက်အိန္ဒိယအစိုးရရဲ့လုံရအပေါ်တမူဒေသခံများနဲ့တော်လိုင်းအင်အားစုများကပြစ်တင်ရှုတ်ချနေပါတယ်။ အိန္ဒိယနိုင်ငံမဏိပူရာမြို့နယ်နဲ့တမိုးမြို့နယ်ကြားမှာရှိတဲ့နေဆက်ခြံစည်းရိုးကို2022ခုနှစ်ဇွန်လမှစတင်ပြီးအိန္ဒိယနိုင်ငံဘက်မှခြံစည်းရိုးကာကွယ်ခြင်းဖြစ်ပြီးယခုအခါတမိုးမြို့အနီးရောက်ရှိလာခြင်းဖြစ်ပါတယ်။နေကျော်ရာ၄နေရာလောက်ရှိတဲ့တနေရာကစက္ကဆစိုးမိုးတဲ့တမိုးမိုရီမြို့ကြားမှာ၃နေရာကကျွန်တော်တို့တော်လန်ရေးအဖွဲ့စိုးမိုးတဲ့နေရာပါကျွန်တော်တို့တားပေမဲ့ဆက်လုံနေတာရှိနေတယ်။ဒါကိုကျွန်တော်တို့ထပ်တားမြစ်ထားပါတယ်လို့တမိုးမြို့နယ်မှာကာကွယ်ရေးဘော်တအုပ်ကပြောပါတယ်။ အိန္ဒိယပြီးခဲ့တဲ့ဧပြီလကတမိုးမြို့အနောက်ဘက်မှာရှိတဲ့နေဆက်မိုင်းတိုင်အမှတ်5960ကျားနဲ့မှတ်တိုင်8586ကျားမှာမြန်မာဘက်ချမ်းကိုပေ600ခန့်ကျူးကျော်ပြီးခြံစည်းရိုးခတ်နေတဲ့အတွက်ကြောင့်တမိုးခရိုင်အမှတ်တတက်ရင်းကတွားရောက်တားမြစ်ခဲ့ပါတယ်။အဲ့ဒီလိုတားမြစ်ပြီးနောက်အဆိုပါနေရာမှာယာယီရက်တန့်ထားပေမဲ့လည်းမှတ်တိုင်8283ကျားမှာမြန်မာဘက်ကိုဝင်ပြီးဆက်ကာနေတဲ့အတွက်တမိုးခရိုင်အမှတ်3တက်ရင်းကထပ်မံတားမြစ်ထားပါတယ်။ မြို့ပေါ်ကိုထိန်းချုပ်ထားတဲ့စစ်ကောင်စီဌာနဆိုင်ရာများကလည်းကန့်ကွက်ထားကြောင်းသိရှိရပါတယ်။ထို့သောစစ်ကောင်စီကတော့တရင်မထုတ်ပြန်ပဲနှုတ်ဆက်နေတာကိုတွေ့ရှိရပါတယ်။တမူးမြို့နယ်မှာမြို့ပေါ်ကိုသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးတမျိုးလုံးရဲ့80ရာခိုင်နှုန်းနီးပါးကိုတော်လန်ရေးတပ်များကထိန်းချုပ်ထားခြင်းဖြစ်ပါတယ်။စစ်အာဏာရှင်တော်လန်ရေးတိုက်ပွဲများဖြစ်ပွားနေချိန်အိန္ဒိယကယခုကဲ့သို့ခြံစည်းရိုးကာယံနေမှုကိုတမူးဒေသခံများကလည်းကန့်ကွက်နေပါတယ်။ အငင်းပွားတဲ့နေကြကြောက်တိုင်နေရာတွေကိုအခုလိုတော်လန်ရေးကာလမှာညှိနှိုင်းခြင်းမရှိဘဲနေမြေကျူးကျော်ခြံစည်းရိုးကာရန်ခြင်းကိုလက်မခံပါဘူးကန့်ကွက်ရှုတ်ချပါတယ်လို့တမိုးဒေတာခန့်တဦးကပြောပါတယ်မြန်မာဘက်မှာတော်လန်ရေးအင်အားစုများရဲ့တားမြစ်မှုနဲ့ပတ်သက်၍တရားဝင်ပြောရေးဆိုခွင့်ရှိသူနဲ့ဆွေးနွေးလိုကြောင်းအိန္ဒိယဘက်မှာတုံ့ပြန်ထားတယ်လို့သတင်းရရှိပါတယ်အဲ့ဒီအခြေအနေအတွက်မြို့သားညီညွတ်ရဲ့အစိုးရကကြိုတင်ပြင်ဆင်နေပြီးမကြမီတရားဝင်တောင်းဆိုမှဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ် NUG ဘက်ကအထောက်အထားပြပြစုံစုံနဲ့ဆွေးနွေးပါလိမ့်မယ်လို့စကိုင်းတိုင်းမှာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တအူးကပြောပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းလုံခြုံရေးစိန်ခေါ်ချက်နဲ့မူရစ်ဆေးဝါးပြည်ထနာပုံမှုကြီးမားလာခြင်းတရားမဝင်ရွှေ့ပြောင်းလာသူများကိုထိန်းချုပ်နိုင်ရေးအတွက်နှစ်နိုင်ငံနယ်နယ်မိတ်ကိုခြံစည်းရိုးခတ်မယ်လို့အိန္ဒိယဗဟိုအစိုးရက2023ခုနှစ်မှာထုတ်ပေါ်ပြောကြားထားပါတယ်။ နှစ်နိုင်ငံနယ်စပ်တလျှောက်43မိုင်ကျော်ကိုထပ်မံကာရန်သွားမှာဖြစ်တယ်လို့မနီပူရပြည်နယ်ဝန်ကြီးချုပ်ကပြီးခဲ့တဲ့2023ခုနှစ်မှာပြောကြားခဲ့ပါတယ်။နယ်စပ်ခြံစည်းရိုးကာရန်မှုဟာနှစ်နိုင်ငံအစိုးရချင်းပူးပေါင်းလုပ်ကိုင်ရခြင်းဖြစ်ပြီးယခုကဲ့သို့တစ်ဖက်သက်ကာရန်နေမှုဟာနောက်တစ်ချိန်နည်းမြေပိုင်ဆိုင်မှုအငင်းပွားနိုင်ကြောင်းတမူးဒေတာခန့်များကပြောပါတယ်။အိန္ဒိယနဲ့မြန်မာနယ်စပ်တလျှောက်ဟာ2020မိုင်ခန့်နည်းနည်းမိတ်ချင်းထိစပ်နေပါတယ်။ဒီကိစ္စဝိုင်းအော်ပြီးတားဆီးရမယ် ဒီချိန်ကြီးမှာအဲ့ကိစ္စထက်ထက်လုံနေကြတာရက်ဆက်တယ်လို့တမှုတေသခံအမျိုးသမီးတဦးကပြောပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အကြအဆုံးများနဲ့ထွက်ပြေးမှုများပြားနေတဲ့ကြောက်ဖြူစစ်မြေပြင်ကိုစစ်ကူအင်အားများညအချိန်လျှို့ဝှက်စွာပို့ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိဖြစ်ပွားနေတဲ့ကြောက်ဖြူမြို့နယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဗမာကြာဆုံးမှုနဲ့ထွက်ပြေးမှုများပြားလာတဲ့အတွက်စစ်ကောင်စီတပ်သားများကိုကြောက်ဖြူကိုပို့ဆောင်နေရာ ရေတက်စစ်ရင်ရင်မြမညချင်းလျှို့ဝက်စွာပို့ဆောင်နေကြောင်းအရခတက်တော်နဲ့နီးစက်တဲ့မြေပြင်စည်ရေးတရင်အမြင့်တစ်ခုကပြောဆိုပါရယ်သူတို့စစ်တပ်ကနေ့လည်နေကင်းဆိုတာထက်ညချင်းပို့တာများတယ်ညချင်းကန့်ကပ်ပြီးတင်တာစည်ရေးတဘောအရနေဘက်ပို့ရင်လျှို့ဝက်ချက်ပေါက်မယ်ပြီးရင် အေးအေးကလည်းကြားဖြတ်တိုက်နိုင်တယ်။ဒါကြောင့်ညအချိန်စစ်ကူတွေကိုပို့လာတာလို့သုံးသပ်မိတယ်။အခုရက်ပိုင်းအတွင်းညအချိန်စစ်ကူပို့ထားတာနှစ်ခါရှိပြီ။တစ်ခါပို့ရင်စစ်သားအင်အားအ ਨੇ ဆုံးယာနဲ့ချီပါတယ်။အများစုကပြည်သူစစ်တင်နှန်းစွန်းတွေဖြစ်ပေါ်များပါတယ်လို့၎င်းကပြောပါတယ်။၎င်းစစ်ကူစစ်သားတွေကိုစစ်ရင်များနဲ့ရန်ကုန်ဘက်ကနေယူဆောင်လာပြီးမန်အောင်ပင်လယ်ပြင်မှာရန်နာကအဲဒီမှာတဆင့်ကန်ထိုစစ်ရင်များနဲ့ကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်အခြေစိုက်ဒညဝတီရေတပ်ဌာနချုပ်ကိုလျှို့ဝှက်စွာပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း၎င်းတရင်အရင်မြစ်ကပြောပါတယ် အခုကြောက်ဖြူကတိုက်ပွဲတွေမှာလဲစစ်တပ်ကထွက်ပြေးတဲ့သူတွေများနေတယ်တပတ်မှာလဲတိတ်ဆုံးဒဏ်ရာရသူတွေများလာနေတယ်စစ်ကောင်စီကအဲ့ဒီနေရာတွေမှာသူတို့အင်အားဖြည့်နေတာဒါပေမဲ့စစ်ကူလာတဲ့စစ်သားတွေလဲတိုက်မနိုင်ရင်ထွက်ပြေးနိုင်တယ်လို့သူကပြောပါတယ်ကြောက်ဖြူမျိုးပင်ပတ်ဝန်းကျင်မှာအရခတ်တပ်တော်နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားအများပြားလဲတိုက်ပွဲတွေကနေထွက်ပြေးပျောက်ဆုံးမှုများရှိနေတဲ့အတွက်၎င်းစစ်သားများနေရာယူခဲ့တဲ့ကြေးရွာတွေကိုအေးအေးကဝင်ရောက်သိမ်းပိုက်ထားတယ်လို့သိရပါတယ် ကြောက်ဖြူမျိုးနဲ့ဂုံချွင်တိုက်နယ်နဲ့တစ်ပုတ်တောင်တိုက်နယ်အတွင်းမှာအရခတ်တက်တော် AA နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှအကြအဆုံများပြားပြီးကြောက်လန့်တကြထွက်ပြေးမှုများလည်းရှိနေပါတယ်စစ်ကောင်စီဟာအဲ့ဒီလိုအရှုံးနဲ့ရင်ဆိုင်နေရတဲ့အထက်တိုက်ပွဲနဲ့မသက်ဆိုင်တဲ့လူနေကြေးရွာများနဲ့စစ်တပ်ကဆုံရှုံခဲ့ရတဲ့နေရာတွေကို drone လက်နက်ကြီးကြီးများနဲ့နေစဉ်လိုလိုပစ်ခတ်လျက်ရှိတယ်လို့ကြောက်ဖြူဒေသခံအမျိုးသမီးတဦးကနေရစရာကိုပြောပါတယ်စစ်ကောင်စီဘက်ကတော့ရက်တက်တာမရှိဘူး အပြည့်ရက်တယ်လို့ပြောပေမဲ့နေတိုင်းတိုက်နေတယ်။နေစဉ်လိုလိုလက်နက်ကြီးကြီးပေါက်ကွဲသံတွေနဲ့ drone နဲ့ပစ်တဲ့အတန်တွေကြားနေရတယ်။ဒေသခံတွေကဘေးလွတ်ရပ်ကိုထွက်ပြေးနေကြပေမဲ့အခုလိုအတန်တွေကြားတော့စိုးရိမ်ထိတ်လန့်နေကြတယ်လို့သူမကပြောပါတယ်။စစ်ကောင်စီဟာရန်ပြေကျွန်းနဲ့မန်အောင်ကျွန်းကြားပင်လယ်ရေလက်ကြားမှာရေတက်စစ်ရင်ရင်များကိုချထားပြီးတချို့ရေရင်ငယ်များနဲ့ကင်းထောက်မှုများပုံမှန်ပြုတ်လုပ်နေတယ်လို့ဆိုပါတယ်။ကြောက်ဖြူမှာမေလာတရက်နေ့ကညီနောင်မဟာမိတ်၃ဘွဲ့ဖြစ်တဲ့ AA MND TNLA မှနောက်ထပ်တလအပြစ်ခတ်ရက်စဲတဲ့ဆိုတဲ့သတင်းထုတ်ပြန်ပြီးနောက်အရခတ်တက်တော် AA မှထိုးစစ်ကိုရပ်ထားပေမဲ့လည်းစစ်ကောင်စီကစစ်ကြောင်းထုံးမှုများဆက်လက်ရှိနေတဲ့အတွက်တိုက်ပွဲများနေတိုင်းလိုလိုဖြစ်နေတယ်လို့သတင်းအရင်းမြစ်များကပြောပါတယ်စစ်ကောင်စီတပ်ဟာဧပြီလအတွင်းကလက်ခမော်ကြီးရွာနီးကတက်ဆွဲနေထိုင်ခဲ့တဲ့ကာကင်စခန်းများနဲ့အမှတ်30ရက်တည်းရင်အနီးတစ်ဝိုက်မှာရှိတဲ့နေရာတချို့ကိုနောက်ဆုတ်ခဲ့ရပြီးအနေထားမှာရှိနေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပုပ်ယဟန်မင်းအစ်စ်ကိုရွေးချယ်ပြည်စည်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗာတီကန်မှာရှိတဲ့ဖခင်ကြောင့်ကြီးရဲ့ခေါင်းနိုင်ကနေမိဂိုအဖြူရောင်လွှင့်ထုတ်ခဲ့တာကိုတွေ့မြင်ရတဲ့နောက်ပုပ်ယဟန်မင်းအစ်စ်ကိုရွေးချယ်တင်မြှောက်ပြီးဖြစ်တယ်ဆိုတာသိသာစေခဲ့ပါတယ်။ကွယ်လွန်သွားတဲ့ပုပ်ယဟန်မင်းကြီးဖရန်စစ်ရဲ့နေရာကိုဆက်ခံမဲ့ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးအထွတ်ခေါင်ပုပ်ကိုယာတို့မှာဘယ်သူကိုရွေးချယ်မလဲဆိုတာဗာတီကန်နန်းတော်မှာလျှို့ဝှက်ဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ပြီးဒုတိယမြောက်နေ့မှာအဆုံးဖြတ်ပြီးမြောက်ခဲ့တာဖြစ်ပါတယ်။ စစ်စတင်းဝစ်ကြောင်းတော်ကြီးရဲ့ခေါင်းနိုင်ကနေအဖြူရောင်မီးခိုးတွေထွက်လာတာဟာပုတ်ရဟန်းမင်းကြီးအစ်စ်ကိုရွေးချယ်ပြီးပြီလို့ကဘာတိကြေညာလိုက်တဲ့သင်္ကေတဖြစ်ပြီးဘေသူဘေဝါဆိုတာကိုတော့ကာဒီနယ်ရဟန်းအမတ်ဒေါမနစ်မမ်ဘာတီကထုတ်ပြန်သွားမှာဖြစ်ပါတယ်ပုတ်ရဟန်းမင်းအစ်စ်ရွေးချယ်တင်မြှောက်ဖို့ကာဒီနယ်ရဟန်းအမတ်133မှာမေလ9ရက်နေ့မှာဗာတီကန်မှာစတင်စီဝေးတိုင်ပင်ခဲ့ကြပြီးမေလ10ရက်နေ့မှာတော့ပုတ်ရဟန်းမင်းအစ်စ်ကိုရွေးချယ်ဆုံးဖြတ်နိုင်ခဲ့ကြတာပါ ပုတ်ယဟန်မင်းတဲ့ဖြစ်လာမဲ့ပုဂ္ဂိုလ်ဟာမကြာခင်မှာစိန့်ပီတာဝစ်ကျောင်းကနေကဘာတိမိတ်ဆက်ဖွဲ့ရှိနေပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အလေပိုင်းတိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုဘိုးမူကြီးလင်းနိုင်စိုးနဲ့လက်အောက်ခံများကစစ်မှုတန်းတက်သားတဲ့အယောင်းအဝယ်ပြုတ်လုချင်းအကြံဖန်မှုနဲ့နိုင်ငံရေးမှုများနဲ့အမှုစဉ်ဖမ်းဆီးငွေချင်းချောက်မှုများလုပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းအလဲပိုင်းတိုင်းစစ်ထဏာချုပ်ဒုတိယတိုင်းမှုဗိုလ်မှူးကြီးလင်းနိုင်စိုးဦးဆောင်တဲ့အဖွဲ့ကလူစားတို့စစ်မှုထမ်းတပ်သားတဲ့များအယောင်အဝယ်ပြုလုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံရေးမှုများနဲ့အမှုစင်ပြီးငွေကြေးချမ်းသာသူများကိုဖမ်းဆီးငွေချင်းချောက်တောင်းယူခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းဖန်စီငွေညစ်ခံရတဲ့သူတချို့နဲ့စစ်မှုတန်းအဖြစ်ဖန်စီငွေညစ်ခံရသူတချို့ထံမှသိရှိရပါတယ်။ 2024ခုနှစ်ဩဂတ်လအတွင်းကလောမြို့စစ်ဦးစီးတပ်ကတော်မှဘုံမူးကြီးလင်းနိုင်စိုးကိုမန္တလေးနန်းတွင်အခြေစိုက်အလဲပိုင်းတိုင်းစစ်တပ်နာချုပ်ဒုတိုင်းမှုအဖြစ်ပြောင်းရွှေ့ခန့်အပ်ပြီးချိန်မှစတင်ပြီးလူစားတို့စစ်မှုတန်းတပ်သားများအယောင်အဝယ်ကိုတွင်တွင်ကြဲကြဲလှုပ်ဆောင်လာကြောင်းမန္တလေးမှာစစ်မှုထမ်းရန်အကျုံးဝင်နေတဲ့အသက်16နှစ်မှအသက်35နှစ်အတွင်းငွေကြေးချမ်းသာတဲ့သူများစီးပွားရေးလုပ်ငန်းရှင်များရဲ့တာများစည်ရင်းကိုဒုတိုင်းမှုဘုံမူးကြီးလင်းနိုင်စိုးကစစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့များကိုကောက်ယူခိုင်းခဲ့ကြောင်းသိရှိရပါတယ် အလဲပိုင်းတိုင်းဒုတိယတိုင်းမှုဘုံမူကြီးလင်းနိုင်စိုးကငွေကြီးတက်နိုင်သူများရဲ့သားများကိုစစ်မှုတန်းစည်းရင်မှမပါလိုပါကငွေကြီးပေးရန်တောင်းယူခိုင်းခြင်းလူစားတို့စစ်မှုတန်းတက်သားဝယ်ယူရမယ်ဆိုကငွေကြီးတောင်းယူအစားထိုးပေးခြင်းများလှုပ်ဆောင်နေကြောင်းအဲ့ဒီလိုငွေကြီးချင်းချောက်တောင်းယူမှုများကိုဒုတိယတိုင်းမှုဘုံမူကြီးလင်းနိုင်စိုးကဦးဆောင်ပြီး၎င်းရဲ့လက်အောက်ခံစစ်အရာရှိများကဆောင်ရွက်လှုပ်ဆောင်ပေးကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဦးဆောင်နာကတော့ဒုတိုင်းမှုပေါ့ ဒါပေမဲ့သူ့လက်အောက်ခံအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ဘက်ရေးရာလုံခြုံရေးဂျီဝမ်အာကာမောင်နဲ့ရဲမှုတွေနဲ့ပေါင်းပြီးစစ်မှုတန်းဥပဒေအကြောင်းပြငွေညှစ်တယ်။နောက်ပြီးငွေကြေးချမ်းသာသူတွေလုပ်ငန်းရှင်တွေကိုအကြောင်းမရှိအကြောင်းရှာသူတို့ဗဇက်ထဲကပုံမာတွေထုတ်ပြောဖမ်းဆီးပြီးငွေညှစ်တောင်းတယ်။ငွေရရင်ပြန်လွတ်ပေးတယ်။လုပ်ငန်းရှင်တွေဆိုရင်တဦးကိုငွေကျပ်သိမ်းရာခနန်းအထိတောင်းပါတယ်။ငွေပေးပြီးပြန်လွတ်လာလို့ရှိရင်လဲဒါတွေကိုမတိုင်ဖို့ချိန်ချောက်တယ်။အဲ့ဒီအချိန်မှာ PDF နဲ့ပတ်သက်တယ်ဆိုပြီးရှင်းပြလိုက်လို့ရတယ်ဆိုပြီးချိန်ချောက်တယ်လို့သတင်းအရင်းမြစ်ကဆိုပါတယ်။ ဒါပြင်အလေပိုင်းတိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုဘုံမှုကြီးလင်းနိုင်စိုးကနိုင်ငံရေးမှုအကြမ်းဖက်မှုပုံမှများနဲ့အမှုဆက်ဖန်စီခံထားရသူများရဲ့ကြံရစ်သူမိသားစုများကိုငွေညှစ်ခဲ့တဲ့အပြင်ငွေကြေးလက်ဆောင်ပစ္စည်းတောင်းယူခြင်းအခြားသောအခွင့်အရေးများစွာကိုတောင်းယူခြင်းများလည်းကျူးလွန်လျက်ရှိကြောင်းသိရှိရပါတယ်။တချို့နိုင်ငံရေးဆက်နွယ်တဲ့အမှုတွေမှာသူကပြန်လွတ်ပေးနိုင်တဲ့အခွင့်အာဏာမရှိဘဲလှုပ်ရှားနေလို့မရှိရှိတာရှာဖွေလက်ထိုးရတာဒူတိုင်းမှုကငွေကြေးတစုလက်ဆောင်အကုန်ရသမျှအကုန်တောင်းယူတာလက်ခံယူထားတာ။ ဖန်စီခံရတဲ့သူတွေရဲ့မိသားစုတွေကတော့ကုတ်ယိုးတမြင်အနေနဲ့တူတိုင်းမှုကြီးဆိုပြီးကိုယ့်လူတက်တာစီဖို့မျက်နှချိုသွေးတောင်းတာအကုန်ပေးနေရတာလို့လက်တလော PDF ဆက်နွယ်မှုနဲ့ဖန်စီခံထားရတဲ့လူငယ်တအူးရဲ့ဆွေမျိုးတအူးကပြောဆိုပါတယ်မန္တလေးအလဲပိုင်းတိုင်းစစ်ထနာချုပ်ဒုတိယတိုင်းမှုဗိုလ်မှူးကြီးလင်းနိုင်စိုးဟာစစ်တက္ကသိုလ်အပတ်စဉ်40ကျောင်းစင်ဖြစ်ပြီးလက်ရှိနန်းတွင်းစစ်ကြောရေးကိုဥဆောင်စစ်ဆေးခြင်းနဲ့အလဲပိုင်းတိုင်းစစ်ထနာချုပ်ရဲ့စစ်ဘက်ရေးရာလုံခြုံရေးလုပ်ငန်းများကိုဥဆောင်လုပ်ကင်နေရကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ညီနောင်မဟာမိတ်၃ဘွဲ့ကတပတ်သက်အပြစ်ရထားပေမဲ့လဲစစ်ကောင်စီတပ်ကနောင်ချိုကိုထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညီနောင်မဟာမိတ်၃ဘွဲ့ကတပတ်သက်အပြစ်ရထားပေမဲ့လဲအကြံဖတ်စစ်ကောင်စီတပ်ကရှမ်းပြည်နယ်နောင်ချိုမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားနေကြောင်း TNL ကထုတ်ပြန်ထားပါတယ်။ မေလ9ရက်နနက်8:55မိနစ်အချိန်ခန့်မှာအကြံဖတ်စစ်ကောင်စီတပ်ကတအောင်းတက်မတော် PSLF TNL ရှိရာတောင်လကြီးရွာအနီးတစ်ဝိုက်ကိုထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအလားတူရင်းနှင့်မွန်လယ်12:30မိနစ်အချိန်ခန့်မှာတအောင်းတက်မတော်ရှိရာကိုထိုးစစ်ဆင်လာတဲ့အတွက်စစ်ကောင်စီတပ်နဲ့တအောင်းတက်မတော် PSLF TNL တပ်တို့ရာပြင်ကြီးရွာအနီးထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ် မေလ9ရက်နေ့နဲ့6ရက်နေ့တို့မှာလဲတအောင်းတက်မတော် TNL test gun ကိုအကြံဖတ်စစ်ကောင်စီတက်ကစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်နောင်ချိုမြို့နယ်တရက်ချိုကြီးရွာမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ဒါ့အပြင်တပိတ်ချင်းမြို့နယ်ဖော့တော်ကြီးရွာအနီးမှာရှိတဲ့ gate scan မှာလဲမေလ9ရက်ညနေ9:30မိနစ်ခန့်ကအကြံဖတ်စစ်ကောင်စီတက်မှ Jet Fighter နဲ့တကြိမ်ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း ကြံဖတ်စစ်ကောင်စီတပ်ဟာ73တက်စကန်မှာလဲ Y8 လေရင်နဲ့လက်နက်ခဲယံ85တို့လာရောက်ကျဲချပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ညီနောင်မဟာမိတ်၃ဘွယ်ဟာငလင်တန်းတင်ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာထိုးစစ်များကိုပြုတ်လုံမှာမဟုတ်ပဲတစ်ဖက်သက်အပြည့်ရက်ကာလကိုနောက်ထပ်တစ်လသက်တမ်းထပ်တိုးကြောင်းမေလ၁ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပေမဲ့စစ်ကောင်စီကထိုးစစ်များလှုံ့ဆော်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဒါအပြင်အကြံဖတ်စစ်ကောင်စီဘက်ကလည်းမေလ6ရက်နေ့မှ31ရက်နေ့အထိအပြစ်ခတ်ရက်စဲရေးကာလအဖြစ်ထပ်မံတိုးမြင့်ကြောင်းကြေညာခဲ့ပြီးစစ်ကောင်စီတပ်မှအပြစ်ခတ်ရက်စဲရေးတပ်တန်းတလထပ်တိုးပေမဲ့လည်းတအောင်းပြည်နယ်အတွင်းမှာထိုးစစ်ဆင်ခြင်းနဲ့လေကြောင်းနဲ့တိုက်ခိုက်ခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။ ဒါကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးတပ်ဓာတ်အမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများကိုလည်းလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNL ကအသိပေးပြောဆိုထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။ကြပါစေ